ားလုံးပဲမင်္ဂလာပါရှင်။ကျမရဲ့ပိတ်သက်ကြီးအကုန်လုံးခေါင်းမိချုံ လုံပါပြီ။စမိတ်ချလာပါပြီ။ကြောက်တန်းတင်ကြီးပါပြီဆိုတဲ့ဗဟေဒီလေးကိုအားလုံးသိကြမယ်လို့ထင်ပါတယ်။ဒီဗဟေဒီရဲ့အဖြေလေးကိုလည်းလူတိုင်းသိမှာပေါ့နော်။ဆိုတော့အဖြေကတော့ပြောင်းမှုဖြစ်ပါတယ်။ဒီပြောင်းမှုကိုမဖြစ်လို့ပေါ့နော်။ဒီခေါင်းမိချုံ လုံပါပြီလို့တင်စားကြတယ်။ဆိုတော့အခွန်နဲ့စမိတ်ချ ယ်ပေါ့နော်သူရဲ့လှပါပြီဆိုပြီးတော့တင်စားကြတဲ့အမွှေးလေးကိုဖယ်ပြီးတော့လူတွေကစားကြပါတယ်ဆိုတော့ဒီတစ်ခါမှာတော့ပြားမှုစားတဲ့အခါမှာဖယ်စားလိရှိရဲ့ကျမတို့ငငယ်ရဆိုလို့ရှိရင်ကြာစံဆိုပြီးတော့ဆော့တက်ကြတယ်ပြားမှုမှုရဲ့ဈေးဘက်ဝင်ပုံကိုပြပြပေးပါမယ်ဖြစ်ပါတယ် ပြောင်းမှုမွေးရာအဝါရောင်ဖြုတ်ဖြုတ်အပ်ချီမြင်လို့မျိုးသေးတွေပြီးတော့ရှည်လျားတဲ့အရာလေးပါပြောင်းမှုလေးတွေရဲ့ထိပ်ပိုင်းမှာပါတတ်ကြပါတယ်ဒီအမွှေးတွေကိုကျမတို့အခုခင်မှာတော့ဖေးစားကြပါမယ်ရှင်းရခင်ကတော့စေးဘက်ဝင်တဲ့အရာဖြစ်အသုံးပြုခဲ့ကြပါတယ်ဆိုတော့ အခုပြောင်းမှုမှုရို့ပေါ့နော်ဘယ်လိုမျိုးစီးပတ်ဝင်အောင်ကိုရီလဲစားလို့ရတယ်ကျမကြီးတော့ဘယ်လောက်အထောက်အကူပြုလဲဆိုတာကိုပြပြပြပါမယ်ပြောင်းမှုမှုရဲ့စီးပတ်ဝင်ပုံကတော့ဒီကျမတို့ရဲ့စီးလန်းချောင်းမှာပိုးဝင်တာတွေကိုတက်တာစီပါတယ်ပြောင်းမှုမှုမှာနာချင်းရောင်ရမ်းမှုကိုတက်တာစီနိုင်တဲ့အာနိသင်ရှိပြီးတော့စီးလန်းချောင်းပိုးဝင်တာကိုတက်တာစီနိုင်စွမ်းရှိပါတယ်စီးရင်ရောင်ရမ်းတာကိုလည်းတက်တာစီနိုင်ပါတယ်စီးသွားရလွယ်စီပြီးတော့စီးလန်းချောင်းကဗက်တီးရီးယားတွေကိုထိထိရောက်ဖယ်ရှားပေးနိုင်ပါတယ်စီးကျိတ်ကလင်းတွေကိုလည်းကျန်းမာစီပါတယ်နောက်စီးချွေစီရဲ့ ယ်။စီးသွားရခတ်တဲ့သူတွေအနေနဲ့ပြောင်းမှုမွေးကိုစီးရွှင်စေအဖြစ်သုံးလို့ရပါတယ်။ပြောင်းမှုမွေးရာကိုရင်းရအစိတ်အောက်တွေကိုအထီးရောက်ဆုံးဖယ်ရှားပေးပြီးတော့ကိုရင်းမှာပိုရှန်တွေရဲ့အရေးတွေကိုစီးအဖြစ်ခန္ဓာကိုယ်ပြင်ပအောင်ဆုတ်ထုတ်ပေးနိုင်စမ်းရှိပါတယ်။ စီမံသွားနိုင်တာရဲ့နောက်ဆက်တွဲပြဿနာတွေဖြစ်တဲ့နှလုံးထိခိုက်တာ၊ကြောက်ကပ်ပျက်စီးတာတွေမဖြစ်အောင်လို့ကာကွယ်ပေးနိုင်ပါတယ်။ကြောက်ကပ်မှာကြောက်တယ်တာကိုကာကွယ်ပေးနိုင်စွမ်းလည်းရှိရဲ့။ကြောက်ကပ်မှာကြောက်တယ်တဲ့အခါမှာနာကျင်တယ်လို့မျိုးစီးသွားတဲ့အခါမှာတော်တော်လေးခံစားခက်ပါတယ်။စိတ်အောက်ချက်ဖြစ်စီပါတယ်။ဆိုတော့ပြောင်းမှုမွေးကကြောက်ကပ်မှာကြောက်မတရားလို့ကာကွယ်ပေးပြီးတော့စီးရွှင်စီတာကြောင့်မလို့ကြောက်ကပ်မှာအနေစုပုံပြီးကြောက်ဖြစ်တာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ ။နောက်သွေးတိတ်စီရဲအစွမ်းလည်းရှိပါတယ်။ကြောင်မွမွေးမှာဗီတာမင် K ပါဝင်တဲ့အတွက်ကြောင့်မလို့သွေးခဲမှုဖြစ်စဉ်ကိုကူညီပေးပါတယ်။ထိခိုက်ထန်ရာရတဲ့အခါမှာဒီသွေးမလွန်အောင်ပေါ့နော်သွေးထွက်မလွန်အောင်ကာကွယ်ပေးနိုင်ပါတယ်။သွေးတိုးကိုကျစေရင်စီးချိုသွေးတိုးခံစားနေရတဲ့သူတွေအခုခေတ်မှာပုံများလာတဲ့အတွက်ကြောင့်မလို့ဒီယောဂါတွေကိုကာကွယ်ဖို့ပဲဖြစ်ဖြစ်တက်တာစီဖို့ပဲဖြစ်ဖြစ်ကြောင်မွမွေးကိုအသုံးပြုလို့ရပါတယ်။ အဲပြောင်းမှုမွေးကိုရေနွေးတဲ့စိမ့်တောက်ပြီးုံပဲပေါ့နော်ဆိုတော့စိမ့်တောက်နီးဘယ်လိုမျိုးတောက်ရမလဲဆိုတာကိုလည်းကျွန်မပြောပြပေးပါမယ်။နောက်သွေးတွင်းတကြားဓာတ်ကိုလည်းထိန်းကြည့်ပေးပါရစေ။သွေးတွင်းတကြားဓာတ်ကျစီဖို့ဆိုလို့ရှိရင်ပြောင်းမှုမွေးကိုအသုံးပြုပေးလို့ရတယ်။နေ့တိုင်းနေ့တိုင်းပြောင်းမှုမွေးရေနွေးချက်တောက်သုံးပေးတာကတဘာဝသွေးကြိုစီးထိမ့်သိမ့်တိုင်းပဲဒီနီလန်ကောင်းလေးတစ်လက်ပဲဖြစ်ပါတယ်။ ဒါ့အယိုးစစ်တွေကိုဓာကျင်ရောင်ရမ်းတာကိုလည်းတက်တာစီပါတယ်။ပြောင်းမှုမွေးပါဓာကျင်ရောင်ရမ်းမှုတက်တာစီနိုင်တဲ့အာနိသင်ရှိတဲ့အတွက်ကြောင့်မလို့အယိုးအစစ်ဓာကျင်ရောင်ရမ်းမှုဝေဒနာတွေ၊ကောက်ရောဂါဖြစ်တာတွေကိုအဲတက်တာစီနိုင်ပါတယ်။ ။နောက်သွေးကိုလက်စထရောကြာစင်းစေနိုင်တဲ့အစွမ်းလည်းရှိပါတယ်။သွေးကိုလက်စထရောများတာကနှလုံးကိုသွေးစီစင်းရောက်မှုနည်းစေပြီးတော့ရေရှည်မှာနှလုံးထိခိုက်တာမျိုးတွေဖြစ်စေနိုင်ပါတယ်။သွေးကိုလက်စထရောကိုကြာစင်းစေဖို့အတွက်ပြောင်းမှုမွေးကိုတောက်သုံးပြီးလို့ရပါတယ်။နောက်ဗီတာမင် C ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့်မလို့ကိုယ်ခန့်အားကိုလည်းကောင်းမွန်စေနိုင်ပါတယ်။အဲဒီကျေးဇူးတွေအပြင်ပြောင်းမှုမွေးရအသားအရောင်ညီစေပြီးတော့အသားအရောင်ချမ်းမာစေနိုင်တယ်လို့မျိုးအဝလုံးမဖြစ်အောင်လည်းကာကွယ်ပေးပါတယ်။ကျမတို့တွေကိုယ်ရင်းမှာဗီတာမင်နဲ့တတ်တူတတ်တဲ့ ညီညွတ်ကြွယ်ဝစွာပါဝင်မှုမျှတစေဖို့အတွက်ကျန်းမာစေဖို့အတွက်အထူးအောင်ဆုံးကူညီပေးနိုင်တဲ့တဘာဝပေးတဲ့စီတက်လက်စုံလည်းမမားပါဘူး။အဲဘာတွေတတိထားရမလဲဆိုတော့ပြောင်းမှုမှုရဆေးဘက်ဝင်တာမှန်ပေမဲ့အလွန်ကြုံအသုံးပြုမယ်ဆိုလို့ရှိရင် ဒီကျမ်းမာရေးကိုစိုးကျိုးနေရှိနိုင်တဲ့အတွက်ကြောင့်မလို့အများကြီးအသုံးပြုတာမျိုးမလုပ်ဖို့လိုပါမယ်။အဲအသုံးမပြုသင့်တဲ့လူတွေကတော့ယောဂအခန့်ရှိရသူတွေ၊ကျန်းမာရေးပြဿနာတရေရဲ့ကြောင့်မလို့စိတ်တောက်နေရတဲ့သူတွေအနေနဲ့ပြောင်းမွေ့ကိုအသုံးမပြုခင်ဆရာဝန်နဲ့တင်ပြချာလေးတိုင်ပင်ဖို့လိုပါမယ်နော်။ အခုကျမဒီဗီဒီယိုလေးမှာပြောင်းမှုမှုရနေပေါ့နော်ပတ်သက်တဲ့ပြောင်းမှုမှုရဲ့ကျမရဲ့အတွက်အရင်အထောက်အကူပြုရတဲ့အကြောင်းအရာလေးကိုပြောပြပေးခဲ့တာပါနောက်ဗီဒီယိုလေးတစ်ခုနဲ့ပြောင်းမှုမှုကိုရည်တွေးချက်ဘယ်လိုစိန်တောက်လို့ရလဲဆိုတာကိုအချက်အလက်လေးနဲ့ပြောပြပေးပါမယ်နော်အားလုံးနားထောင်ပြီးခဲ့တဲ့အတွက်ကျေးဇူးများရှိတင်ပါတယ်ရှင်